ငွေကြေးနဲ့ပတ်သက်တဲ့ mindset ကိုခံတဲ့လောက်ကိုခံတဲ့ခွက်အတိုင်းပဲကိုရမှာသိလားကိုရဲ့ financial နဲ့ပတ်သက်ရင်ခံတဲ့ mindset ကဒီခွက်လောက်ပဲဆိုအဲ့ခွက်လောက်ပဲရမှာအဲဒီလောက်လောက်ဆိုရင်လည်းအဲ့လောက်လောက်ရမှာသိလားအဲ့တော့ဘာကြောင့်ဒီ secrets of the millionaire maya concept တချို့အရှိမဒီ financial management မှာထည့်ပြီးခံပြီးတော့သင်ပေးတာလဲဆိုတော့ငွေကြေးဆိုင်ရာ block တွေပေါ့နော်ဟိုဘက်ကအဲ့အဲ့ millionaire mind course ကွာလူတွေမှာရှိတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ mindset တွေ mindset တွေအကုန်လုံးအကုန်လုံးဖြည်တာ block တွေပေါ့နော် financial နဲ့ပတ်သက်ပြီးပိတ်ဆို့နေတဲ့ block တွေအကုန်ရှင်းတဲ့ course i course ကအဲ့တော့အဲ့ဒီဟာကလေငွေရှာတာထက်ပိုအရေးကြီးတာလေငွေလိုချင်တဲ့စိတ်ကအရေးကြီးတာဒီလားအဲ့တော့ငွေရှာတာထက်အရေးကြီးတာကအဲ့ငွေကိုလက်ခံယူမဲ့စိတ်အခြေအနေကပိုအရေးကြီးတယ်အဲ့ဒါ100%ပဲအဲ့ဒါအရေးကြီးတယ်အဲ့တော့ ဘယ်လိုမျိုးပြောချင်တာလဲဆိုတော့တချို့လူတွေကဒီထဲမှာလဲကြားဘူးလိမ့်မယ်နော်ကြုံဘူးလိမ့်မယ်ငွေဆိုတာမကောင်းလို့ပြောတဲ့စကားတွေကြားဘူးခင်ဒါမှမဟုတ်ကိုကိုရိုင်းပြောဘူးခင်အသေးလေးတွေပြီးပါဦးငွေကမကောင်းဟာလာအာငွေရှာတာအဲ့ဒါလောဘ ငွေနဲ့လောဘကိုအမြဲတမ်းတွဲပြီးတော့အဆုံးမခံခဲ့ရဘူးတဲ့သူတွေရှိလားရှင်အသေးလေးတွေနှိပ်ပါနော်လောဘမကြီးနဲ့အဲ့လားအိမ်မှာဆိုအမလေအမဘလောက်ရှာကျင်တယ်လို့ပြောရင်လေလောဘတက်လောဘတက်အဲ့ရအဲ့လိုဆုံးမပါပါနော်အဲ့ဆင်ပြေတယ်ပြီးရင်လေကြားဘူးသေးလားမသိငွေဆိုတာလေနှစ်ဖူးကချွေချေမှကြအောင်ရှာမှရတာဒီလားကြားဘူးလားအဲ့ဒါရှောက်ပြောနေရနော်ငွေဆိုတာဘာမှမရှာဘဲနဲ့ငုတ်တုတ်ထိုင်ပြီးတော့နေနေတာပတ်ဆက်ရမယ့်နည်းလမ်းတွေရှိရလောကကြီးမှာ ရနေရလူတွေလည်းရှိတယ်ရအောင်လုပ်လို့ရနေလည်းနေလည်းရှိတယ်အဲ့ဒါတကယ်ပြောရအောင်နော်အမားတို့ငငယ်တွေကအမားတို့ mindset တွေကိုလေဟို block တွေ block တွေတကယ်ကိုပိတ်ခဲ့တကယ်ပိတ်ခဲ့တာငွေဆိုတာမကောင်းဘူးငွေဆိုတာလေဟိုလူထပ်ပို့ပြီးတော့တန်မိုးရှိရဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုပိတ်ဆို့ခံခဲ့ရတာအဲ့တကယ်ပြောတာအဲ့ဒါတကယ်အဲ့လိုအဲ့လိုဆုံးမခံခဲ့ရတာငွေရတခင်နေရာမှာရှိပြီးတော့ကိုကကျွန်နေရာမှာဖြစ်နေအဲ့လိုပုံစံမျိုးတွေနဲ့တော်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 ဟိုရှင်းနိုင်ခဲ့ရတာအဲ့တော့အမ life ရဲ့ ဟို85ရာခိုင်နှုန်းလောက်ကလေ85ရာခိုင်နှုန်းတော့မဟုတ်85ရာခိုင်နှုန်းလောက်ပေါ့အသက်25နှစ်လောက်အထိကတော်တော်မွေးနေတာတကယ်ကြီးမွေးနေတာလက်ထဲမှာနှစ်သိန်းပဲရှိတယ်25နှစ်ပြည့်ရဲ့အချိန်မှာလေလက်ထဲမှာအိတ်သွန်ဖာမောက်သွန်လိုက်ရင်နှစ်သိန်းပဲကျန်တော်တော်ကြီးမွေးခဲ့တာပေါ့နော်25နှစ်လောက်ကဘဝရဲ့80ရာခိုင်နှုန်းလောက်ကိုပြန်ကြည့်လို့ရှိရင်လေပတ်သက်မရှိလို့ဒုက္ခရောက်နေတဲ့အခိုက်အတန့်တွေကြီးပဲဒီလားငငယ်တွေကလေငငယ်တွေကအဲ့တော့ဘာဖြစ်လဲဆိုတော့ဟို financial နဲ့ပတ်သက်တဲ့ blog တွေကအမစီမလေးအများကြီးပိတ်နေတယ် အဲ့လို block တွေပိတ်ဘာဖြစ်တက်လဲဆိုတော့ကိုကိုကိုလေဖြစ်တက်တဲ့စိတ်အခြေအနေတွေပြောမယ်နော်ကိုပါနေလားကိုကကိုပြန်ဆန်းစစ်ကြည့်နော်အငွေနဲ့ပတ်သက်တဲ့ block တွေကိုရင်ထဲမှာရှိရင်လေအဲ့လူကဘာတွေတွေးလဲဆိုတော့ပတ်စံအများကြီးကငါနဲ့မဆိုင်ဘူးလို့တွေးတယ်ပတ်စံအများကြီးကငါဒီဘွားမှာမရှာနိုင်ဘူးလို့တွေးတယ်ဒီလားဥမာဘယ်လိုမျိုးလဲဆိုတော့မင်းတို့တိန်းတထောင်ရမယ်လို့ယုံကြည်ချက်ဘယ်လောက်ရှိလဲအင်းစဉ်းစားကြရအောင်တချို့ဆိုရင်လေတိန်းတထောင်မပြောနဲ့တိန်းတထောင်ရှာဖို့တော့ယုံကြည်ချက်မရှိဘူး တချို့ဆိုသိန်းတစ်ထောင်ပဲပြောနေသိန်းတရာရှာဖို့တော့ယုံကြည်ချက်မရှိဘူးတလားကိုသိန်းတရာဝင်ရမယ်ဆိုရယ်ယုံကြည်ချက်ဘယ်လောက်ရှိလဲတလားကိုတချို့ဆိုရင်စေသိန်းတော့ယုံကြည်ချက်မရှိတဲ့လူတွေရှိလားလောကကြီးမှာရှိတယ်တကယ်ရှိတာမရနိုင်ဘူးလို့ကို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 ယုံကြည်ကြတာမျိုး limiting belief တွေပိတ်ဆို့နေရရှိအဲ့တကယ်ပြောတာအမလည်းရှိခဲ့တယ် ဟိုတိန်တပေါင်းဆိုတာလေဟိုဖြစ်နိုင်ပါမလားရပါတယ်အဲ့ဒါရှိခဲ့တဲ့အဲ့တော့ financial mindset တွေကိုယ်မှာပိတ်နေတဲ့အခါကျရင်ပတ်စံအများကြီးကငါနဲ့မဆိုင်ဘူးလို့ထင်တယ်ဖြစ်ဘလို့ထင်လဲဆိုတော့လေလက်ရှိ income ကလက်ရှိ income ကအကုန်ပဲလို့ထင်တယ်လက်ရှိ income ထက်စေစားရဖို့စိတ်မဝင်စားဘူးအဲ့ဒါယင်းနေရဘလော့တွေကြောင့်ဖြစ်နေရနော်မင်းတို့မှာအစွမ်းအစမရှိလို့မဟုတ်ဘူးနော်လုံးဝမဟုတ်ဘူး င်တို့ရှင်ထဲမှာယုံကြည်ထားတဲ့ယုံကြည်မှုကအလုံးမဖြစ်တာ깟နာလို့အစွမ်းအစငွေနဲ့ပတ်သက်ရင်ခံနိုင်အခင်ရရဲ့ခံချက်က block ဖြစ်နေလို့အဲ့လိုလေလက်ရှိငွေငွေထွက်ဆယ်ဆမဖြစ်နိုင်လို့ထင်တာအဲ့ဒါကြီးအလုံးမဖြစ်ဘူးဘာကြောင့်လဲဆိုတော့ဘဝကလေခြိုက်ရတာနော် life ကလေတဆင့်ချင်းတက်ဖို့အချိန်မရှိဘူးကိုကြီးတို့မကြီးတို့အဲ့ဒါခြိုက်ရတာ life ကတဆင့်ချင်းသွားဖို့အချိန်မရှိဘူး စားနဲ့ချီခုံတက်ဖို့ပဲစဉ်းစားဒီနေ့ဒီချိန်ရစားပြီစားနဲ့ချီခုံတက်ဖို့ငါဘာလုပ်ရမလဲအိုက်မေကုန်းမေးဒီလားအဲ့တော့တသိန်းပြီးရင်တမီရတော့နှစ်သိန်းရှာမယ်နှစ်သိန်းပြီးရင်သုံးသိန်းရှာမယ်သုံးသိန်းပြီးလေးသိန်းငါးသိန်းငါးသိန်းရနေရဲ့လူကတမီရတော့6သိန်းခုနှစ်သိန်းလောက်ဖြစ်ချင်တာခုနှစ်သိန်းရနေတမီရတော့10သိန်းလောက်ဖြစ်ချင်တာ no ခုနှစ်သိန်းရနေသိန်း90လောက်ကိုမှန်သိန်း90ကနေသိန်း1000လောက်ကိုမှန်မကောင်းလားအဲ့လိုဖြစ်ရမှာတကယ်လို့ဖြစ်ရမှာဒီလားအဲအဲ့လိုဖြစ်ရမှာ အဲ့တော့အဲ့လိုဖြစ်ဖို့လဲဘာလို့လဲဆိုတော့ခုနကပြောရေ financial နဲ့ပတ်သက်တဲ့ blog တွေကရင်းထဲမှာရှင်းနေပို့လို့ရတယ်။ကိုယ်ကိုချလိုက်တယ်အဲ့ကိုကငါရနိုင်နေဆိုရယ်ယုံကြည်မှုမျိုးကြီးကတောက်ပါပြီးတော့လောင်နေပို့လို့ရတယ်။အဲ့ဒါအဲ့လိုကရအောင်ပဲ။အဲ့တကယ်ပြောတာ။ငွေရှာဖို့စိတ်ဆန္ဒကိုပြင်းပြင်းပြပြရှိပါစေ။ပတ်စံဆိုတာလိုအပ်တယ်။မင်းတို့ဘဝမှာဘာပဲဖြစ်ချင်းဖြစ်ချင်းဖြစ်ချင်းငွေရှိရင်ပို့အဆင်ပြေတယ်။အဲ့ဒါလက်ခံရမယ်။လက်မခံလို့မရအောင်။ငွေကြီးနဲ့တိဆောက်ထားတဲ့လူပေါင်းအဖွဲ့အစည်းမှာ ငွေရှိမှလဲပတ်နိုင်တယ်ဆိုတဲ့စနစ်နဲ့သွားတာဒီလားငွေရှိမှလဲပတ်နိုင်တယ်ငွေကြီးနဲ့တိစောက်ထားတဲ့လူပေါင်အဖွဲ့စီကအဲ့လိုသွားတာပြင်းမှာလစာ၄သိန်း၅သိန်းလောက်နဲ့အလုံးလုံးနေတာလေသူမြောက်အလကားလုံးလုံးပေးနေရတယ်တူတယ်ကိုထမင်းစားယုံသူမြောက်အလကားလုံးလုံးပေးနေရတယ်တူတယ်အဲ့ဒါပုံမှန်လင်းလင်းပြောတာဒီလားအဲ့တော့အဲ့တော့လာစာတိုးတောင်းဖို့ဆိုတာမျိုးပြောတာမဟုတ်နော်ဝင်ငွေနေတဲ့အကြောင်းကြီးကအကြောင်းကြီးကတစ်ခုပဲရှိတယ်တတိယ ဲပဲပေးလို့မဟုတ်ဘူးเนาะအဲ့ဒါကမှားနေပြီဝင်ငွေနဲတဲ့အကြောင်းရေးကအရေးချင်းအားနဲ့လို့အရေးချင်းအားနဲ့ဝင်ငွေအားနဲ့ဝင်ငွေနဲတဲ့ယူတာစူးစမ်းပြီးစင်းရနေတာအရေးချင်းအားနဲ့နေလို့အဲ့ဒါဖော်မြူလာပဲယူတာစူးစမ်းပြီးစင်းရနေတာအရေးချင်းအားနဲ့နေလို့ income နဲ့အရေးအချင်းနဲ့ကအမြဲတမ်းမှာဓာတ်ရိုက်အချိုးကြတယ်အမြဲတမ်းမှာဓာတ်ရိုက်အချိုးကြတယ်နှစ်သိန်းနဲ့အုံနှောင်းနဲ့သိန်း20ရှာလို့မရဘူး သိန်း20နဲ့အုံနှောင်းနဲ့သိန်း100ရှာလို့မရအောင်သိန်း200နဲ့အုံနှောင်းနဲ့သိန်း2000ရှာလို့မရအောင်သိန်း2000နဲ့အုံနှောင်းနဲ့သိန်း2000ရှာလို့မရအောင် income နဲ့ကိုယ့်ရဲ့ brain level နဲ့ကအများရန်တိုက်ရိုက်အချိုးကျတယ်အခုလက်ရှိရှိနေတဲ့ income အခြေအနေကိုမကြိုက်ရင်ပြောင်းရမယ်ပြောင်းရမယ်ဆိုတာကအလုပ်တွေထွက်ခိုင်းတာမဟုတ်ဘူး career ပြောင်းခိုင်းတာမဟုတ်ဘူးလစာတွေတိုးတောင်းခိုင်းတာမဟုတ်ဘူးသိလားဘာကိုမြင့်ခိုင်းတာလဲအရေးချင်းကိုမြင့်ကိုလိုကို brain ဘလောက်တန်လဲဆိုတာကိုယ့်ကိုဆုံးဖြတ် ငါ brain ဘလောက်တန်ငါဘလောက်တန်တဲ့ brain ဖြစ်ချင်တာလေငါ brain level ကိုဘလောက်တန်ချင်တာလေအဲ့ဒါကိုယ့်အကိုဆုံးဖြတ်ကိုဘလောက်ရတဲ့နဲ့ကိုဘလောက်ရထိုက်တယ်ဆိုတာကိုတထေးလက်ထဲမှာဆုံးဖြတ်ခွင့်မပေးတာနဲ့ကိုယ့်အကိုဆုံးဖြတ်ဒီလားကိုယ့်အကိုဆုံးဖြတ်နိုင်တဲ့လူတယောက်ဖြစ်အောင်လို့အဲ့ဒါဒီနေ့အတွက် highlight ပဲအဲ့တော့ကိုဘလောက်တန်တယ်ဆိုတာကိုယ့်အကိုဆုံးဖြတ်အဲ့လောက်တခုသွားလျှောက်တယ်ကျမကတော့ဒီ quality တွေရှိရယ်ကျမအကိုတို့ကျမကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်ပေးနိုင်လဲကျမတို့ဒီလောက်တော့ပေးပါတောင်းရှင်းရမ ကိုဘကလည်းပေးနိုင်တဲ့လူဖြစ်ရမယ်နော်။ကိုကတော့ဘာမှသူတို့ကုမ္ပဏီအတွက်အတုံးတော့အတုံးသိမ့်ဝင်နေတယ်မှာပေါ့ဗျာ။ပတ်စံကြတော့အများကြီးလိုချင်တယ်အဲ့ဒါတော့မဖြစ်နိုင်ဘူး။အဲ့တော့ကိုဘကဘလောက်တန်တယ်ဆိုတဲ့ပမာဏအတိုင်းကိုဘကလည်းပေးနိုင်ရမယ်။ဒီဘွက်တွေအားလုံးအခုချိန်မှာမဟုတ်အနာဂတ်မှာကိုဘလောက်တန်တယ်ဆိုတာကိုကကိုဆုံးဖြတ်နိုင်တဲ့လူဖြစ်အောင်လုပ်။ဒီလား။ဒီလား။နော်။အဲ့ဒါအရေးကြီးတယ်။အဲ့ဒီနေ့အတွက် highlight ပဲ။အဲ့တော့ဟိုဂျင်းကြီးခစ်ကြီးရဲ့မှာတည့်ရတဲ့ဟိုကိုကိုရဲ့ထွက်ပေါက်ကိုကိုကိုရှာ ကိုအပေါက်ကိုကိုတွေးအောင်ရှာတနေရာထဲမှာမပိတ်မိနေစေနဲ့ဒီဒီမှာရှိလက်ရှိရှိနေတဲ့အခြေအနေတခုဟာကို satisfy မဖြစ်ဘူးကိုစိတ်ချင်တဲ့မှုမရှိဘူးကိုဝင်ငွေကိုအားရချင်တဲ့မှုမရှိရင်ပြောင်းကိုရောက်နေတဲ့နေရာကိုအားရချင်တဲ့မှုမရှိရင်ပြောင်းသိလားအဲ့တော့ပြောင်းလို့ပြောရင်ဘာကိုပြောင်းအောင်လဲဆိုတော့ကိုယ့်ရဲ့ inner ကိုပြောင်းအောင်ပါ inner ကိုပြောင်းအောင်ငွေချင်းနဲ့ပတ်သက်တဲ့ခံယူချက်တွေပြောင်းအောင်မယ် passion တွေပြောင်းအောင်မယ် လုံးပုံကိုင်းမုံတွေပြောင်းအောင်မယ် personality တွေပိုကောင်းအောင်လုပ်အောင်မယ် knowledge တွေဖြည့်ရမယ်အဲ့ဒါတွေကိုပြောင်းပြီးတော့ပိုကောင်းတဲ့နေရာကိုသွားဖို့ဆန္ဒရှိပါဒီဖွဲ့တွေအားလုံးပိုမြင့်တဲ့နေရာပိုကောင်းတဲ့နေရာကိုသွားဖို့ဆန္ဒရှိပါလက်ရှိထက်ပြန်ပြောမယ်နော်လက်ရှိထက်ပိုကောင်းတဲ့နေရာလက်ရှိထက်ပိုပြီးတော့ပိုပြီးတော့ပိုတာမဲ့နေရာကိုအမြဲတမ်းသွားဖို့ဆန္ဒရှိပါအလုပ်တစ်ခုဝင်တယ်ဒီကုမ္ပဏီမှာပဲတိတ်တဲ့ထိလုပ်ဖို့ဘတော်မှမစင်စားပါနဲ့ဘတော်မှမစင်စားနဲ့မင်းတို့အဲ့ဒါဘယ်သတိမှပြောမှာမဟုတ်ဟိုတတိယလည်းတစ်ခုရှိရလေ ဒီလူတော်လူကောင်းတယောက်ကိုကိုယ့်စီမှာအမြဲတမ်းခေါ်ရဖို့အစီအစဉ်ရှိရင်အဲ့လူနေချင်းစရာကောင်းတဲ့ပတ်ဝန်းကျင်ရအောင်ဖန်တီးပေါ့ဟုတ်လားတတိယလည်းကိုကဟိုအလုပ်ငန်းကိုကလုပ်ငန်းကြီးမှာလုပ်ငန်းရှင်နေပါမယ်ကိုကလုပ်ငန်းရှင်ဆိုလို့ရှိရင်လည်းကိုလူတွေကိုကိုအမြဲတမ်းပို့ပေးနိုင်တယ်ပို့တော်အောင် ပေးနိုင်တယ်ပို့တက်အောင်သင်ပေးနိုင်တယ်ပို့ပြီးတော့ငွေချေးရလည်းပို့ထောက်ပံ့နိုင်တယ်လုပ်ငန်းရှင်မျိုးဖြစ်အောင်လုပ်ဖို့ဒါပဲရှိရပါဟုတ်လားအဲ့ဒါမှအဆင်ပြေပါ ကိုကဝန်ထမ်းဆိုလို့ရှိရင်လေကိုဘက်ကနေလုပ်ငန်းနဲ့ပတ်သက်ပြီးကုမ္ပဏီနဲ့ပတ်သက်ပြီးအစွမ်းကုန်ဘာပေးနိုင်လဲဆိုတာကိုစဉ်းစားကိုပေးသလောက်ပြန်ရရင်အဲ့နေရာမှာဆက်နေကိုပေးသလောက်ပြန်မရဘူးလို့ယူဆရင်ပိုကောင်းတဲ့နေရာကိုသွားကိုကိုကိုရောင်းဝင်ပေါ့ပိုကောင်းတဲ့နေရာသွားဒါပဲအဲ့တော့လူစွာလေးကိုတစ်ပင်မဟုတ်တချို့ဆိုရှိရယ်အဲ့ဒါ3သိန်းလောက်ပဲရရယ်အဲ့3သိန်းလောက်ရတဲ့အလုပ်တစ်ခုကိုအလုပ်တစ်ခုကိုကပိုလုံးနိုင်တယ်ကိုက6သိန်းပိုးလောက်လုံးနိုင်နေပြီလာစား3သိန်းရမတက်ဘူးအဲ့အလုပ်တစ်ခုကိုထွက်ဖို့တော်တော်တွန်းဆုံနေတဲ့အဖွဲ့တွေရှိတယ် ီလားအဲ့တော့လူဆိုတာအတပင်မဟုတ်ဘူးအဲ့ဒါလေးလည်းပြောချင်တယ်ကိုနဲ့ထိုက်တန်တဲ့နေရာပိုကောင်းတဲ့နေရာအမြဲတမ်းသွားဖို့ဆန္ဒရှိပါဒီလားအမြဲတမ်းသွားဖို့ဆန္ဒရှိပါကိုကဝန်ထမ်းဆိုရင်တနေ့လုပ်ငန်းရှင်ဖြစ်ချင်တဲ့ dream ကိုပါမှတ်ထား freelance ကိုပိုင်လုပ်ငန်းလေးတွေလုပ်ဖို့လည်းစဉ်းစားထားဒီအခုချိန်နေရပါတော့အခုချိန်နေအဲ့ဒါလေးကိုအပိတ်ချင်တယ်အဘိစင်အဲ့တော့ချစ်ချင်းကြီးလှုပ်ထွက်ရမယ်လို့မဆိုလို့ဒီလားအဲ့တော့အမအမကတော့အမလှုပ်အလှုပ်ထွက်ဖြစ်ခဲ့ရလीစာကြောင်းလေးတစ်ကြောင်းကြောင်းအလှုပ်ထွက်ဖြစ်ခဲ့ရသေးတာအမလေးအလှုပ်လုံးနေနဲ့ စာအုပ်လေးတုပ်ဖတ်အဲ့ Secrets of the Millionaire Mindset စာအုပ်လေးတုပ်ဖတ်တာအဲ့စာအုပ်ထဲကစာသားလေးလာစာဆိုတာတဲ့ကိုယ်အရေးချင်းပေါ်ကိုကိုယ်အရေးချင်းကိုမယုံကြည်လို့ရတဲ့ income တစ်ခုပါအဲ့ဒါအနာဘောတုတ်ကြတယ်လို့ပဲအဲ့တော့ဘာလားပေါ့လာစာဆိုတာတဲ့ကိုယ်အရေးချင်းကိုမယုံကြည်လို့ရတဲ့ income တစ်ခုပါဆိုတော့တော်တော်ထိတာအဲ့စာလीတော်တော်ထိအဲ့တော့ဘာပြောထားရလဲဆိုတော့ तू ကတော့ကိုယ်ပိုင်လုံးလို့ပို့တွန်းအားပေးတာ million mind ဆိုတော့ million mind mindset တွေပေါ့နော် ဲ့တော့ဟိုပို့ဝင်လင်းလင်းပြောရလို့ရှိရင်လေဟိုဝန်ထမ်းလုပ်ပြီးတော့တော်တော်ကြီးချမ်းသာသွားရဲ့လူဆိုတာမရှိပါဘူးတော်တော်ကြီးရှားပါတယ်ကိုတရားမှာ900ခန်းလုံးတော့ပဲရှိလိမ့်မယ်ဒီလားအဲ့ဒါတော့ရှိချင်မှရှိပါဝန်ထမ်းလုပ်ပြီးတော့အရန်အရန်ချမ်းသာသွားရဲ့ဆိုတာလीနည်းနည်းရှားပါတယ် ဟိုတကယ်ချမ်းသာခြင်းနဲ့ချမ်းသာကြွယ်ဝမှုဆိုရဲနောက်ကိုလက်ချင်တာမျိုး financial freedom ဆိုတာ financial freedom ထားပါချမ်းသာကြွယ်ဝမှု wealthy ဖြစ်ခြင်းနဲ့ lifestyle ကိုသွားချင်တာမျိုးဆိုရင်တော့ဝန်လန်းဆိုရဲအတွေ့အထပိုစဉ်းစားဖို့လိုတယ်ဒါကတော့အမကတော့အဲ့လိုပြောမှာပဲနော်ဝန်လန်းဆိုရဲ life ကိုစဉ်းစားဖို့လိုတယ်ပြီးတော့မကြေမနက်မဖြစ်နဲ့ထပ်ပြောလိုက်အောင်လက်ရှိရှိနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးမကြေမနက်မဖြစ်နဲ့အဲ့ဒါအဲ့ဒါအားလုံးကကိုရွေးချယ်ခဲ့တာဘယ်သူမှကိုယ့်ကိုလေကြိုးတုံမထားအောင် ဓမ္မပဲနေဓမ္မပဲတိတ်လို့ဘယ်သူမှကြိုးတုံမခါမကြိုးတုံမထားလာစာတကြမ်းမှမရတဲ့အဖွဲ့စည်းတစ်ခုမှနှစ်နှစ်ကျော်ပြီအလုံးလုံးနေတုံးဆိုတာအဲ့ဒါကို choice ပဲကို choice ပဲဒီလားနော် same ကောင်းပါအောင်အဲ့ဒါကို choice ပဲလေမလုံနဲ့ပေါ့မလုံနဲ့ပေါ့ဟုတ်လားတချို့ကလေဟိုတိလားတချို့တွေးရနော်ကုမ္ပဏီမှာငါမရှိရင်မဖြစ်ဘူးလေထပ်ပြောလိုက်မယ်ကုမ္ပဏီကမင်းမရှိရင်မဖြစ်ဘူးလို့ဘယ်တော့မှမတွေးဘူးအဲ့လိုမတွေးလို့လဲကုမ္ပဏီဖြစ်နေတာအဲ့လိုမတွေးလို့လဲတတိဖြစ်နေတာ sorry ပဲ တတိယတတိလို့ပဲတွေးမှာမင်းကမင်းကိုမင်းမင်းအတွက်မင်းတွေးဒါပေမဲ့ကို့အတွက်ကိုတွေးဆိုပေမဲ့ကိုပတ်စံယူပြီးတော့ကိုငွေသူများစီကနေတခုခုလက်ခံလာပြီးတော့လုပ်တဲ့အလုပ်တိုင်းကတာဝန်ချေရမယ်100% responsibility ရှိရမယ်သိလားအဲ့တော့ခုနကလိုမျိုးပေါ့နော်နှစ်နှစ်ရှိပြီဒီဖွဲ့စည်းမှာလှုပ်လှုပ်နေတော့တပြားတစ်ချက်မှတော့မရအောင်ဆိုရင်ဟိုကိုကမဟုတ်ငွေမဟုတ်ကွာကိစ္စတိုင်းတော့ငွေနဲ့တော့တိုင်းလို့တော့မရအောင်သိလားငွေနဲ့တော့တိုင်းတာမျိုးမဟုတ်တချို့အလုပ်တွေကငွေများလဲလုပ်နေတဲ့အလုပ်တွေရှိတယ် အဲ့အဲ့မျိုးကကိုဘာရချင်လို့လဲငွေမရဘဲနဲ့လုံနေတဲ့အလုပ်တွေကဘာရချင်လို့လဲအဲ့ဘာရချင်လို့လဲဆိုတော့ရချင်တဲ့ဟာကကိုအတွက်ကျေနပ်တယ်ဆိုအဆင်ပြေရလေကိုတက်ကျေနပ်ရင်အဆင်ပြေရမကျေနပ်ရင်တော့မလုံနဲ့ပေါ့ဒါပဲရှိရပါဟုတ်လားဒါပဲရှိရပါအဲ့ဒါတော့ရှိရပါဘူး